မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာ တင်ပြပေးမှာကတော့ဆရာတော်ကြီးများဤလောကီအစီအရင်များအကြောင်းဘ ഹു တုတ္တများပဲဖြစ်ပါတယ်ဗုဒ္ဓဖျားရှင်ရဲ့တရားတော်များနဲ့ညှိပြီးတင်ပြထားတဲ့အမည်မသိလောကီပညာရှင်တဦးရဲ့ရေးသားချက်များမှာကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ် ဆရာတော်ကြီးများဆိုရမှာလဲလောကီပညာရဲ့များကူတာလိုက်စားတဲ့ဆရာတော်ကြီးများကိုရည်ညွှန်းတာမဟုတ်ပဲပိဋကတ်တော်များကိုတင်ယူဟောကြား꽈များတဲ့ယဟန်နာလိုကြော်ကြားတော်မူတဲ့ဆရာတော်ကြီး၃ပါးရဲ့လောကီပညာရဲ့ဆိုင်ရာလှုပ်ဆောင်ချက်များပဲဖြစ်ပါတယ်။ဆရာတော်ကြီးများဤလောကီစီရင်များကို၃ော့၃ပါးမစွဲပါနဲ့လောကထဲမှာနေရင်တခါတရံလောကီစီရင်တွေပြုလုပ်ပြီးကာကွယ်လေးရှိကြပါတယ်။ အဲ့ဒီအခါဒါကဖျားဟုံးမဟုတ်ဘူးဆိုပြီးလက်မခံတဲ့သူတွေလည်းအများကြီးရှိပါတယ်။မြန်မာနိုင်ငံမှာကတ်ဆိုင်တဲ့အချိန်လုံးကလက်ဒီဆရာတော်ကြီးဟာထမ်းရွက်ပြည့်ရွက်တွေမှာပထရာမဆိုတဲ့တကြောင်ဆွဲအခရာကိုရေးပြီးအိမ်တွေမှာချိတ်ဆွဲစေခဲ့ပါတယ်။အဲ့ဒီအချိန်ကာလကလူလောကထဲကို ပရလောကသားတွေဝင်ရောက်နှောက်ယှက်လို့ဆရာတော်ကြီးဟာလောကီအစီရင်ကိုအသုံးပြုခဲ့ပါတယ်။ ဝေဘူးဆရာတော်ကြီးလက်ထက်ကလည်းရွာတရွာမှာကလေးတွေအများကြီးတည်လို့ဆရာတော်ကြီးကပထမဦးဆုံးတည်လို့မြေမြုပ်ထားတဲ့ကလေးကိုပြန်ဖော်ပြီးမိတချိုလိုက်ပါတယ်။ပြီးတော့ထိုရွာကကလေးတွေရဲ့လယ်ဘင်းမှာတမသားကိုကြီးစီပုံစံလေးတွေလုပ်ပြီးချိတ်ဆွဲပေးစီခဲ့ကကလေးတွေရဲ့အသက်ကိုကယ်တင်ခဲ့မှုပါတယ်။ဆုံးလုံးဆရာတော်ကြီးဟာလည်းတထုံနေမိန်နာရတောင်မှာတိမ်တမုတ်တဲ့အခါမနုဟာမင်းနဲ့ရွာဆံပြီး နက်ဘလူးဖြစ်နေတဲ့ပုံကိုကြီးနောက်ဆက်လို့တကွန်တွေကုတ်ကားတွေကင်ပြီးအထက်နဲ့မင်းကြီးတွေကိုတိုင်နေကမနုဟာမင်းဘဝကနေဖြစ်လာတဲ့နက်ဘလူးမနောက်ဆက်စီဘူးစီရင်လှုပ်ဆောင်ခဲ့ဘူးပါတယ်လေဒီဆရာတော်ဝေဘူးဆရာတော်စွန်းလုံးဆရာတော်ကြီးတွေဟာအကြီးအကျယ်တွေဖြစ်ပါတယ်အဲ့ဒီအကြီးအကျယ်တွေဘာကြောင့်လော်ကီအစီရင်တွေတုံးခဲ့တယ်လဲဆိုတာစဉ်းစားစရာကောင်းပါတယ် ဆရာတော်ကြီးများဟာဖះဟောမဟုတ်ပေမဲ့လောကီထဲမှာနေတဲ့အခါလောကီအစီရင်တွေကိုလိုအပ်ရင် အသုံးပြုတော်မူကြပါတယ်လူလောကမှာတိလတမာတိပညာမဲ့သူတွေများလာရင်ကပ်ပေးဖြစ်ပေါ်လာတတ်ပါတယ်အဲ့ဒီကပ်ပေးဆိုင်တဲ့အခါပရလောကသားတွေနောက်ရက်တတ်ပါတယ်အဲ့ဒီအချိန်မှာ လောကီအစီရင်တွေကို အသုံးပြုကြရပါတယ်။ဝေတာလီပြည်မှာကပ်ပေးဆိုင်တော့ဖျားရှင်ကိုရိုတိုင်းပြိပဌံတွေရုပ်ပြိရီတွေဖြန်းပြီး ကပ်ပေးမှကဲခဲ့ပါတယ်ပြီးတော့ဘလူးအားမျိုးကိုစောင့်ရှောက်ဖို့ထားခဲ့ပြီးပြည်သူတွေကိုဗလီနက်စာကျွေးဖို့ညွှန်ကြားခဲ့ပူပါတယ်အခုတို့ကြီးမားတဲ့လူတွေကိုကဲဖို့အတွက်ဆိုရင်တီလတမာတိပညာပြည့်ဝလာတဲ့ဆရာတော်ကြီးတွေပဲကဲနိုင်တာပါတာမန်ယဟန်တော်တွေရွတ်ဖတ်တာလောက်နဲ့မလုံလောက်ပါဘူးလေဒီဆရာတော်ကြီးလက်ထက်ကတခြားယဟန်တော်တွေကပရိပဌံတွေရွတ်ဖတ်ပေးကြပေမဲ့ဖုတ်ပြိတာတွေထွက်မပြေးလို့ဆရာတော်ကြီးကမင်းတို့ရဲ့ အသားစားကျူးတဲ့ပစက်ကြီးတွေနေရွတ်မှာတော့ဘာထူးမှာတုံးလို့မိန်ကြဘူးပါတယ်မန္တလေးစကိုင်းမုံရွာမြို့တွေမှာကပ်ပေးဆိုင်ပြီးလူတွေအများကြီးတည်ကြည်ခဲ့ကြပါတယ်အဲ့ဒီအခါလေဒီဆရာတော်ကြီးကြွလာတော့မယ်ဆိုရင် ဖုတ်ပြိတာတွေကလေဒီဆရာတော်ကြွလာတော့မယ်ငါတို့မနေရတော့ဘူးဆိုပြီးလူတွေကိုအိမ်မက်တွေပေးပြီးထွက်ပြေးကြရပါတယ်ဒီအကြောင်းအရာအပြည့်စုံကိုလေဒီဒီပနီမှာဖတ်ရှုနိုင်ပါတယ် လောကီအစီရင်တွေနဲ့ပတ်သက်ပြီးတခုပဲသတိထားရမှာပါလောကီအစီရင်တွေကိုလိုအပ်ရင်သုံးလို့ရပါတယ်ဒါပေမဲ့တရတရားအစ်စ်တော်မပြည့်စည်ပါစေနဲ့အတိညာနေတဲ့လောကလူသားတွေဟာလောကီအစီရင်တွေကိုအလွန်ကျုံသုံးဆွဲပြီးတရားတော်တွေကိုဥပိ္ပခါပြုတတ်ကြပါတယ်အဲ့ဒါတော့သတိထားပါတရားတော်တွေကအစွမ်းထက်တော်လဲလူတွေရဲ့တိလသမာဓိပညာအားနည်းနေကြတော့အစွမ်းထက်တယ်လို့မသိကြတာပဲဖြစ်ပါတယ်ဆရာတော်ကြီးတွေဟာ အခုလိုလောကီပညာရဲ့တွေကိုလိုအပ်လို့သုံးပေမဲ့အရေးမကြီးလို့ဘာမှရှင်းမပြခဲ့ပါဘူး။ဒါကြောင့်လောကီပညာရဲ့တွေကိုသုံးတော့သုံးပါမစွဲပါစေနဲ့အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေမတော်မတရားပြုကျင့်ခံရတာမျိုးမိဘတွေကိုတာသမီကတတ်ဖြတ်တာမျိုးတွေလူတွေအဆုလိုက်ပြုံလိုက်သေးတာမျိုးတွေလူလောကမှာဖြစ်လာပြီဆိုရင်အဲ့ဒါဟာတပေးလက္ခဏာတွေပါပဲ။ဒါကြောင့် လောကီလောကုတ်ပြည့်စုံတဲ့ဆရာတော်ကြီးတွေကလောကုတ်လည်းမယွင်းစေနဲ့လောကီလည်းမဖြင်းစေနဲ့ဆိုပြီးတတိပေးဆုံးမှတ်ခဲ့ပါတယ်ဗုဒ္ဓရဲ့တရားတော်တွေရလောကပါလက်နက်တွေမြေဖုတ်ပြိတာတွေရှိနေတယ်ဆိုတာသတိထားကြပါမမြင်ရဘူးဆိုပြီးပယ်ရင်တော့စိုးကျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်တိလသမာဓိပညာမဲတဲ့သူတွေများလာရင်လောကီအစီရင်တွေပါတွဲပြီးအသုံးပြုကြပါ တရာတရားအစစ်လည်းမပျက်စီးကြပါစေနဲ့လို့တိုက်တွန်းရေးသားတင်ပြထားပါတယ်။ရေးသားတင်ပြထားတဲ့အကြောင်းအရာများဟာနှုတ်ပယ်စရာဖြည့်ဆွတ်စရာမရှိအောင် ပြေဆုံးကောင်းမှုပါတယ်။ဒီအကြောင်းအရာနဲ့ဆက်ဆက်ပြီးကျွန်တော်အနေနဲ့ထပ်ဆင့်တင်ပြလိုတာကဗုဒ္ဓဖျားရှင်ကိုရတိုင်းပြရစေမိတဲ့ယဟန်တပါးကိုကုသစေခဲ့မှုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကို ကျွန်တော် channel မှာ PRC ဤစူဂျူများဆိုတဲ့ခေါင်းစဉ်အောက်မှာတင်ပြခဲ့ပူတော်လဲဆက်ဆက်နေတဲ့အတွက်ထပ်မံတင်ပြပေးပါမယ်ဒီအကြောင်းအရာကဗုဒ္ဓဘာသာဝင်များအနေနဲ့သိရှိသူနေပြီး ကြမ်းကန့်ခိုင်းမှမရှိပါကယုံကြည်ဖို့ခက်ခဲပါလိမ့်မယ်မဟာဝါပါဠိတော်မြန်မာပြန်မှာပါရှိတာဖြစ်ပါတယ်ဗုဒ္ဓဖះရှင်ဟောကြားညွှန်ပြတော်မူတဲ့ PRC ကုနီကိုတင်ပြပါမယ်ဂေါတမမြတ်စွာဖះရှင်တတ်တော်ထင်ရှားရှိစဉ်ကယဟန်ငယ်တစ်ပါးဟာဆုံးလောက်လူတဲ့ အမျိုးသမီးတယောက်ကိုဆွဲလန်းပြီးမအိပ်နိုင်မစားနိုင်ဖြစ်နေပါတယ်။အဲ့ဒါကိုတခြားယဟန်တော်တွေကဖျားရှင်ကိုရှောက်ထားတော့ဗုဒ္ဓဖျားရှင်ကပြည့်ရစေမိတာလို့ရှင်းပြပြီးလှုပ်ဆောင်ရမယ်နီလန်းကိုလည်းလမ်းညွန်ပေးကဆောင်ရွက်စေခဲ့ပါတယ်။ပြည့်ရစေနီးကတော့လေယာစိုက်ခင်းတွေမှာတုံးတဲ့ထဲသွားမှကတ်နေတဲ့မြေဆိုင်ကဲကိုယူပြီးပြည့်စေမိနေတဲ့ယဟန်တော်ကိုတွေး၍တိုက်စီခြင်းပါပဲ။ အဲ့ဒီလိုတွေးတိုက်ပြီးခဏကြာတော့ဘိုက်ထဲရောက်နေတဲ့ပီယာဆေးတွေဟာကျင်ကြီးကျင်ငယ်အနေနဲ့ကြလာပြီးအမျိုးသမီးကိုဆွဲလန်းတဲ့ဝေဒနာနဲ့ပျောက်ကင်းသွားပါတယ်။ယဟန်တော်များသာမကမြည်သူမဆိုပီယာဆေးမိပါကအခုတင်ပြထားတဲ့ဖျားနီးကိုတုံးလို့ရပါတယ်။အခုတင်ပြခဲ့တဲ့ဗုဒ္ဓဖျားရှင်ကပီယာဆေးကုတ္တနီဟောကြားညွှန်ပြတော်မူတဲ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးစဉ်းစားမိတာကဗုဒ္ဓဖျားရှင်ကလောကီနီးလဲတစ်ခုကိုတုံးခဲ့တာလားဆိုတာပါပဲ။ ဒါကြောင့်လောကီပညာရဲ့တွင်နဲ့ပတ်သက်ပြီးကျွန်တော်မကြာခဏတင်ပြခဲ့သလိုလောကကြီးတဲကမြင်အပ်မမြင်အပ်တဲ့အရာတွေရဲ့လှုပ်ဝက်စွမ်းတွေကိုတကူးရှင်တွေကသိရှိဖော်ထုတ်အသုံးချလမ်းညွှန်ခဲ့တာက များပါလိမ့်မယ်။အဲ့ဒါတွေအားလုံးကိုဒိဋ္ဌိအယူတွေလို့ယူဆဖို့တော့စဉ်းစားရပါတယ်။အချို့လောကီပညာရဲ့တွေကအကုသိုလ်လည်းဖြစ်ဒိဋ္ဌိအယူလည်းဖြစ်နိုင်ပြီး အချို့လောကီပညာရဲ့တွေကတော့ကုသိုလ်အကျိုးကိုပေးစေနိုင်တယ်လို့ယူဆတဲ့ကြောင်းတင်ပြရင်ဤကုန်းချုပ်ပါတယ်။နောင်လဲလောကီလောကုတ်အကျိုးရှိစေမဲ့ဘဟုတုတမျိုးစုံကိုတင်ပြပေးတော်မှဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ